ျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အစီအစဉ်ကတော့တမညာဒေတာကံအများစုချက်စာဖြည့်တဲ့တတလမုံငါဖြစ်ပါတယ်။ဒီတတလမုံငါမှာပါဝင်တဲ့ပစ္စည်းလေးတွေအနေနဲ့ကတော့ဒေါတာရောဟောပေါ့စိတ်ကူးပြင်းစိတ်ကူးပြင်းပါမယ်ပြီးရင်မှာစတုနေဂျင်းစတုဖြူရဲ့ပြီးရင်မှာကလပ်ပဲပါဝင်မှာပေါ့နော်။ဒါတွေအားလုံးနဲ့အခုကျွန်တော်မုံငါတစ်ခွက်ချက်ပြပါမယ်။ စာမှုအစီအစဉ်ဖြစ်ပြီဆိုတော့ဗောနော်ကျွန်တော်ကအရေးဆုံးတော့ဒီနေ့ဘုန်းကြီးဟင်္ဂါလေးတတလုံးဘုန်းကြီးဟင်္ဂါလောက်စာဖြစ်တဲ့ဆိုတော့အရေးဆုံးကျွန်တော်ကဗောဖရားဆွမ်းကပုတ်တော့အရင်ပြင်ဆင်လိုက်အောင်မနော်ကျော်ကနေပြီးတော့မှထုတ်လုပ်တဲ့ packaging ကျော်ဖြစ်ပါတယ်ခင်ဗျာစားသုံးကြတဲ့သူတွေရှိလို့ရှိရင်လည်းမှာယူနိုင်ပါတယ်ခင်ဗျာ ါကျွန်တော်တို့ကစိတ်ဘူးအပင်ပေါ့နော်သူရဲ့အရွက်တွေကျွန်တော်တို့ထည့်ပါမယ်ဒါအိုးချရံပြီးမှပဲထည့်ရတာနော် ်10ခုဆိုတာစားမှုတော့ကိုအရှင်လေးဖြစ်သွားပြီပေါ့နော်မုန်းကအနံ့လေရမွေးနေတာပဲဒီကျွန်တော်တို့ပုံမှန်ကျွန်တော်တို့ဒီချက်စားတဲ့ဟာကြတော့၅အနံ့တွေပါရရတယ်။ပုံကြတော့၅အနံ့မရဘဲနဲ့ဟိုမုန်းကြီးအနံ့လေးထွက်နေတယ်။နောက်ပြီးတော့ဒီမှာကျွန်တော်တို့ထည့်ထားတဲ့စိတ်ပူပြင်းအနံ့လေရတဲ့မုန်းကပို့ပြီးတော့မွေးစေတယ်။ ဆက်ပဲဟင်းလို့တော့မဟုတ်ဘူးတော့မဟုတ်ရင်ငါပဲငါအစားကိုသွားဒီပဲကိုတုံးပြီးတော့ချက်ထားတာဖြစ်တော့တသက်လို့မဟုတ်ရင်ငါပေါ့နော်တကယ်လို့ကိုကကိုအနေနဲ့ကတော့ဘယ်လိုပြောမလဲဒီထဲမှာဒီစားအချုံမိုးတော့မတုံးချင်ဘူးငံပြာကြီးဒါမှမဟုတ်အရသာမှုတ်เนาะအဲ့ဒါရက်ထည့်ပြီးတုံးလို့ရပါဒါကျွန်တော်လုံးဝတသက်လို့မဟုတ်ရင်ငါပြပြင်းတော့အောင်လို့ကျွန်တော်ငံပြာကြီးရဲ့ အဲ့ဒီအသားမုတ်တွေကိုမသုံးတာပဲနဲ့ဒီစားချုံမိုးလောက်ပဲကျွန်တော်ထည့်ပြီးတော့ချက်ထားတာပေါ့နော်။ကဲကျွန်တော်ခုဆက်ကြည့်ပါမယ်။ကတ်မင်းအစာရင်လည်းကောင်းတော့ရှယ်ပဲပဲပဲလို့ပြောနော်စားရင်လည်းကောင်းတယ်ပြရစီပါကျွန်တော်ဒီအောင်ပေါင်းတော်ထောက်တဲ့ တဲ့ကြံကြောတော့အဆုံးနဲ့ဒီကောင်ကတော့ဘူးနဲ့ပေါ့နော်ဒီဘူးနဲ့ကျတော့လေဒီကော့ဒီဘူးရေပေါ့နော်ဒီဒီသားစုမုံနာလောက်စားလို့ရဖြစ်ဖြစ်အထုပ်စားလို့ရဖြစ်ဖြစ်ကိုအချိန်လေးစားလို့ရအောင်ဒီဘူးလေးနဲ့ပေါ့ဒီလိုဘူးနဲ့ကျတော့အားရှိခံတယ်စားတဲ့အချိန်မှာလည်းသူ့ကြောင်းနေရပေါ့နော်အများဆုံးဒီလိုမျိုးလင်းလောင်းထုတ်တာမျိုးဆိုလို့ရှိရင်တော့တလားညီပါလာကိုထားပြီးတော့စားလို့ရပါတယ်နော်ဒါကြတော့လေဒီဆိုင်လေးပေါ့ဆိုင်လေးမှာကိုကျောင်းကျင်းတဲ့လူတွေတော့ကျွန်တော်ကဒီလိုမျိုးလေးထုတ်ပေးရပါတယ်နော် Pedro, Gustavo Romano. လားမပါပဲတော့တော့နော်အခုလိုမျိုးမိုးရင်ကလည်းချက်လို့ရတယ်ဆိုတာလေးကိုလာပြီးတော့မျှဝေပေးတာအဒီအသားလားမပါဘူးဆိုတော့ကုန်ချစိတ်နဲ့နဲတယ်ပြီးလို့ရှိရင်လည်းတကယ်ကိုကပြန်မစားတဲ့အတိုင်းပဲပေါ့နော်မိုးရင်ကရဲ့ရတာတိုင်းကိုစားသုံးလို့ရတယ်ဆိုတာလေးကိုထုံလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီအစီအစဉ်လေးကိုကြိုက်ပြတ်တဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီလိုအစီအစဉ်မျိုးတွေဆက်ပြီးတော့ပေါ့နော်နီလန်းလေးတွေမျှဝေနိုင်အောင်ကျွန်တော်ရဲ့ညောင်တန်လေးကိုလည်း like and share လေးလုပ်ပေးကြပါဦးလို့မိတ္တရက်ခံပါတယ်ခင်ဗျာ